နေ့အော်တိုဘာလကျွန်တော်16ရက်နေ့မှာပေါ့နော်ကျွန်တော်တို့နောက်လာမယ့်အော်တိုဘာလစတုတ္တပတ်တပတ်တာအတွက်ဖြစ်ပျက်လာနေရှိတဲ့ကမ္ဘာရွှေစည်းကွက်နေတာအော်ဒီဗီဒီယိုလေးမှာကျွန်တော်တုံ့တက်ပြောကြားပြတာဖြစ်ပါတယ်အရင်တပတ်ပေါ့နော်အော်တိုဘာလတတိယပတ်တည်းမှာကမ္ဘာရွှေစည်းကဈေးအဖွင့်ကကျွန်တော်တို့4015လောက်မှာပွင့်ခဲ့ပြီးတော့တပတ်တာအတွင်းအမြင့်ဆုံးနေနဲ့ပြီးခဲ့တဲ့တောက်ကြာနေက4380လောက်ထိတက်ခဲ့တယ်အနိုင်ဆုံးနေနဲ့ကျွန်တော်တို့သတင်းနာနေပြီးခဲ့တဲ့အပတ်သတင်းနာနေမှာကျွန်တော်တို့4000 5000သာမသိဘူးကြာခဲ့ပြီးတော့ ကျွန်တော်တပတ်တာပိတ်ဈေးကတော့4250လောက်မှာ50အထက်လောက်မှာပိတ်သွားခဲ့တယ်ပေါ့နော်ဒီနေ့တော့ကြီးကြီးအားဖြင့်ကမ္ဘာ့ဖြေဈေးကပြီးခဲ့တဲ့တပတ်တာအတွင်းမှာကျွန်တော်တို့300 80 380လောက်လှုပ်သွားခဲ့တယ်ပြောရရပြအပေါင်းဆိုအမြင့်ဆုံးဈေးနဲ့အနည်းဆုံးဈေးကြအလုံးလောက်ဟာနေရဟုတ်အဲ့ဘက်ကကျွန်တော်တို့ကပြီးခဲ့တဲ့တပတ်တာကတော့ကမ္ဘာ့ဖြေဈေးရဲ့တမိုင်းတစ်လျှောက်မှာတော့ကျွန်တော်တို့ စံချိန်တင်တက်တက်ရတဲ့ဘတ်တို့ပြောလို့ရတယ်အတက်အားများတဲ့စံချိန်တင်အတက်အားများတဲ့ရတဲ့ဘတ်တို့ပြောလို့ရတယ်ဒါအပြင်ကျွန်တော်ပြီးခဲ့တဲ့ကြာတော့ကြာနေမှာဆိုရင်လည်းပေါ့ကမ္ဘာချွေစီရပြကျွန်တော်လွန်ခဲ့တဲ့တပတ်ကျော်တောက်ကြနေကြတဲ့ကကျွန်တော်တို့ဟာပြီးခဲ့တဲ့အပတ်ပေါ့နော်တင်းလာအင်ကဘုဒ္ဓဘုရားပရိ9ရက်ဆက်တိုက်ဈေးအတက်နဲ့ပြီးခဲ့တယ်ပြီးခဲ့တဲ့အပတ်တောက်ကြနေမှာမှာကျွန်တော်တရက်တာမှာကျွန်တော်ဈေးအကျနဲ့ပမာဆုံးပြန်ပြီးတာဖြစ်ပါတယ်အေးတရက်တာမှာဈေးအကျနဲ့ပြီးတဲ့အဲကျွန်တော် တောက်ကြနေမှာဆိုရင်လည်းကျွန်တော်တို့ကအမြင့်ဆုံးဈေးရပြကျွန်တော်4380ရာနဲ့အနိုင်ဆုံးဈေး4190တိကျခဲ့တာဆိုတော့ပတိယ90လောက်ကျွန်တော်တို့အမြင့်ဆုံးဈေးနဲ့အနိုင်ဆုံးဈေးကြာဟလာဖြစ်တဲ့ကာမှာကျွန်တော်တို့ဒါကတမိုင်းတစ်ချောင်းမှာကဘာရွှေဈေးပေါ့နော်ကျွန်တော်တို့အများဆုံးကြားတဲ့ကျွန်တော်တို့ဟာတို့ကျွန်တော်ပြောလို့ရတယ်ခင်ဗျအများဆုံးကြားတဲ့ကျွန်တော်တို့အာရက်လို့ပြောလို့ရတယ်အရင်တော့ကလည်းကျွန်တော်ကြားခဲ့ဘူးလားရှိပါကျွန်တော်ကကိုဗစ်ကာလာတို့ဘာလို့လောလောဆိုရင်ကျွန်တော်တို့ အာပစ်တရာ80တို့160တို့တရားထက်နဲ့ကြခဲ့ဒါပေမဲ့ဒီလိုမျိုးပစ်တရာ90ဘာပစ်200နီးပါးကြတဲ့ရက်ကတော့ကျွန်တော်တို့မရှိကြဘူးဒါပထမဆုံးအနေနဲ့ကြုံခဲ့ရခြင်းဖြစ်ပါတယ်အဲ့ဒီအနေအထားကိုကြီးကြီးအားပြပါလက်ရှိကမ္ဘာ့ချွေစရအနေအထားကျွန်တော်တို့က volume အရန်အားကောင်းနေခင်ဗျာတက်လွယ်ကြလည်းဖြစ်နေကျွန်တော်တို့အရင်တော့ဆိုရင်ကျွန်တော်ကမ္ဘာ့ချွေစရပေါ့နော်ကျွန်တော်တို့အာဒီအာမနေ့တည်းလွန်ခဲ့တဲ့2023 20နှစ်တည်းတော့ဆိုရင်ကျွန်တော်အာဒီဒင်းကြီးတွေရှိရတဲ့နေရာလို့ဂျန်တဲ့ ရက်တွေမှာကျွန်တော်ကဘာချွေစီကတနေ့မှာအလုံးစုံလောက်ပေါ့နော်ပြ40ပြ50လောက်လောက်ခဲ့တာပေါ့နော်ဒါပေမဲ့လက်ရှိကာလမှာတော့အာပြ40ပြ50လောက်လောက်တာဆိုတာမထူးဆန်းတော့မထူးဆန်းတော့ဖြစ်နေကျွန်တော်ကတနေ့ကိုစက်ခါလေးပြ60ပြ90ပြ100လောက်လုပ်တယ်ဟေးပြီးခဲ့တဲ့တောက်ကြနေရဆိုတနေ့ထက်နဲ့ကျွန်တော်ပြ190ပြ200နီးပါးတရားထက်နဲ့လောက်သွားခဲ့တာဖြစ်ပါစေအလုတ်ကဖြစ်သွားခဲ့ပါဖြစ်ပါအဲအကြောင်းကျွန်တော်ဒီကာလကဘာချွေစီအနေထားကိုကျွန်တော်တို့ကရောက်ဝယ်လို့မှာဆိုရင်တတိတော်ထားကြပါတော့ပြီးတော့ကျွန်တော်တို့က အာပြီးခဲ့တဲ့တောက်ကြနေရပါတော့ကဘာရွှေစီရတည့်တာစီအကြနဲ့ပိတ်ခဲ့တဲ့ကဘာရွှေစီကစက်ကြမလားဒါမှအလိုမန်ထားလို့၄လောက်900အထိနောက်တစ်ပတ်ထဲမှာစန့်ချင်းတင်တက်မလားဆိုတာကိုကျွန်တော်ကဘာရွှေရဲ့စီအတကြချက်ကိုကြည့်ပြီးတော့ကျွန်တော်သုံးသပ်ကြည့်လိုက်အောင်ဒါလီရတော့ကဘာရွှေစီကွက်အနေထားကိုကျွန်တော်ဒီကန်တယ်လေးအတုံးတုံးကတည့်ရတာအနေထားကိုကိုစားပြုပါတယ်တနည်းအားဖြင့်ကျွန်တော်အချိန်တည့်ရတာအနေထားနဲ့ကြည့်နေချင်းဖြစ်ပါတယ်ဒီမှာဆို900ဆက်တက်အတက်နဲ့ပြီးတယ်ပြီးခဲ့တဲ့တောက်ကြနေရစီအကြနဲ့ပြန်ပြီးပါတယ် ါမှတခုရှိရနော်ကျွန်တော်တို့ပြီးခဲ့တဲ့တောက်ကြံနေတည့်ရတာကဈေးအကြအာကောင်းတယ်လို့ပြောလို့ရတယ်ဈေးအကြအားတာခဲ့တယ်ဆိုပေမဲ့ကြာတာဘရင်းနီကတည့်ရတာဒီအစိမ့်အောင်အသုံးကြီးကိုဗျာဒီဈေးအကြတော့အနီအောင်အသုံးကြီးကလွှမ်းခြုံပြီးပြီးနိုင်ခြင်းမရှိဘူးခင်ဗျာဘာမှလို့ရိုးရှင်းထပ်ပြောမယ်ဆိုရင်ဗျာကျွန်တော်တို့ကြာတာဘရင်းနီကတည့်ရတာအပိစေးရဘလောက်တည့်ရတာအဖွင့်စေးရဘလောက်မှဖွင့်ခဲ့လဲလို့မြင်မယ်ဆိုရင်၄နှစ်30လောက်မှာဖွင့်ခဲ့တယ်ဗျအဲ့၄နှစ်30အောက်မှာတောက်ကြနေက တရက်တာဈေးအပိတ်ဈေးက၄နှစ်30အောင်မပိတ်နိုင်ခဲ့တနည်းအားဖြင့်ကျွန်တော်တို့ကြာရာပရိနစ်ကဈေးအတက်အားကိုတောက်ကြနေရဈေးအကြအားကလွှမ်းခြုံနိုင်ခြင်းမရှိဘူးတာလွန်ခြင်းမရှိဘူးအဲအကြောင်းကျွန်တော်တို့ကဘာချွေဈေးကွက်ကကျွန်တော်တို့လက်ရှိမှာအကြအရန်အားတာနေအကြဆိုရေဒူအကြပြောတာပါဘာလို့ရေရှည်အကြရေပါပြောတာမဟုတ်ဘူးเนาะရေဒူအကြက အာတာနေပြီလို့လည်းကျွန်တော်ပြောလို့မရသေးဘူးခင်ဗျာတကယ်လို့ဒါတောက်ချနေတဲ့တာပိတ်စေးလာ၄နှစ်30အောက်လောက်မှာပိတ်ခဲ့တယ်ဆိုရင်တော့ကျွန်တော်အခုသုံးသက်တဲ့ခါမှာကျွန်တော်ရေတိုဈေးအကျအာတာနေပြီဆိုပြီးတော့ကျွန်တော်သုံးသက်မိမှာဖြစ်ပါတယ်ဒါမှမဟုတ်လက်ရှိမှာတော့ကျွန်တော်တို့ရေတိုဈေးအကျအာတာနေပြီလို့ပြောလို့မရတဲ့အနေအထားဖြစ်နေဒါပြင်ကျွန်တော်တို့ကအသက်ဘက်ကိုကြည့်ပြန်မယ်ဆိုရင်လည်းကျွန်တော်တို့ကလက်ရှိမှာဆိုရင်ကျွန်တော်တို့ကဈေးအသက်ဘက်မှန်းတဲ့လူကခင်များများကျွန်တော်တို့နောက်တစ်ပတ်ထဲ၄လောက်၅လောက်အထိတက်မယ်ပေါ့နော်အဝေးဒီအာတန်နေလူကများတယ်ခင်ဗျာ ဥပမာကျွန်တော်တို့အရင်ကြာတာပေးတောက်ကြတော့ဆိုပြကျွန်တော်ဒါတော့ physical market ပဲပါကမ္ဘာကြီး physical market ပဲမှာကျွန်တော်တို့ BNN လို့စင်ကာပူလို့အိန္ဒိယလို့ပဲဒူဘိုင်းလို့ပဲမှာကျွန်တော်လူတွေလူအုပ်ကြီးတွေတန်းစီပြီးဝယ်နေကြတဲ့ဟာပြောရသေးတယ်သူတို့အနေနဲ့ဘာလို့ဝယ်နေကြလဲဆိုတော့လာမယ့်ပတ်တယ်မှာဒီတော့ငါဒီတက်မယ်ပေါ့ဒါမှဒီတော့ငါဒီကြေးတေပေါ့သွားမယ်ဆိုသုံးသက်ပြီးတော့ကျွန်တော်တို့ဝယ်နေကြခြင်းဖြစ်ပါတယ်ဒီနေရာမှာလေးကျွန်တော်တို့ အခုတတိထားမှာကျွန်တော်တို့ဒီကမ္ဘာ့ရှင်ထွေးတင်းကိုကျွန်တော်စတင်ခါစားဆိုရင်ကျွန်တော် crowd test psychology ဆိုတာရှိတယ်ခင်ဗျ crowd test psychology ဆိုတာပါလူကြီးရဲ့စိတ်ခံစားချက်နဲ့တွေးခေါ်မှုပေါ့နော်ကျွန်တော်ဈေးအသက်မှာဖြစ်စေအကျမှာဖြစ်စေအဲ့လိုမျိုးကျွန်တော်တို့လူကြီးကစလာစတာတော့အသက်ဖြစ်တာဖြစ်စေအကျဖြစ်တာဖြစ်စေသူတို့စစကြရသူတို့ပါလာလိမ့်မရှိဘူးအလေလောက်မှလည်းလူနည်းနည်းလောက်ပဲဝင်လာတယ်ဒါပေမဲ့အဆုံးတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကအဆုံးတက်ခန့်ဒီလောက်မှလူအုပ်ကြီးဝင်လာလိမ့်ရှိလူအုပ်ကြီးဝင်လာတဲ့အခါမှာကျွန်တော်က အဲ့ချိန်မှာဈေးကွက်ကကပြောင်းကပြန်နေစဖြစ်တာပဲဥမာကျွန်တော်ဥမာပြရမယ်ဆိုကျွန်တော်ကဘာရွှေဈေးကွက်ကဗျာကျွန်တော်တို့အာပိုးဝဲပေါ့နော်အမေရိကန်ပိုးကဥက္ကရာပိုးဝဲကဟာငါဘန်သူလုံးရှော့ဖို့ငါတို့ကပြင်ဆင်နေပြီလို့ပြောတော့ကဘာရွှေဈေးက3300 20-30ဝန်းကျင်မှာဖြစ်ပါတယ်အဲ့တော့ဝယ်တဲ့လူတွေမရှိဘူးလားဟာရှိတယ်အဲ့ဝယ်တဲ့လူတွေကဘလောက်တော့ရအမြက်ပိုင်းပြစ်လိုက်မယ်ဆိုကျွန်တော်3600လေး3900လေးရောက်ရင်အမြက်ပိုင်းအမြက်ပိုင်းပြစ်လိုက်တယ်ဗျအမြက်ပိုင်းပြစ်လိုက်တယ်ဘာလို့ဆို အဲကဘာရွှေစီတက်ပေါ့နော်3600 3900 3800အဲ့လောက်ပဲမှန်းကြတော့အဲ့ချိန်မှာကဘာရွှေစီကတောက်လျှောက်တောက်လျှောက်တောက်လျှောက်ကြီးတက်လာသူတို့လိုက်မဝယ်ရဘာလို့မဝယ်ရလဲဘာဈေးမြင့်နေဈေးမြင့်နေဟာပုံမှန်ဈေးနှုန်းသဘောတရားကြီးတယ်ဆိုရင်မှန်ပါတယ်အာ3800 3900တယ်ဈေးမြင့်တာဟုတ်ဒါပေမဲ့လက်ရှိကဘာရွှေစီကဗျာကျွန်တော်တို့ပုံမှန်မဟုတ်တဲ့အနေထားနဲ့တက်နေရပြတကတောက်လျှောက်တောက်လျှောက်တက်လာ3800သူတို့ကြည့်တယ်ဈေးပြန်ကြမှာသူတို့ဝယ်မယ်3800ဈေးတက်မှာသူတို့မဝယ်ရဘူး3900သူတို့စောင့်ကြည့်တယ်ဈေးပြန်ကြမှာဝယ်မယ် သူတို့တွန်းတော့ကိုယ်စတဲ့မှာမဝယ်ရုံဈေးမြင့်တယ်၄တောင်လည်းအဲ့လိုပဲ၄တောင်အထက်ကနေဈေးပြန်ကန်ကြမလားကြည်တယ်သူတို့မဝယ်ရုံဘာလို့ဆိုအောက်ဈေးဆောင်ပြီးဝယ်မယ်ဒီဈေးမှာကျွန်တော်ဈေးနှုန်းသဘောတရားကြည့်မယ်ဆိုရင်အနေငယ်များအားတက်လာ၄တောင်၁၀၀၄တောင်၂၀၀ဒါမဲ့ဂျာတာပိတော့ကြနေမှာဆိုရင်တော့၄တောင်၂၀၀အထက်ဒီပိုင်းဖောက်တက်ပြီးတော့၃တောင်၄တောင်၃၀၈၀ပါရောက်သွားတဲ့ခါမှာလူတွေရဲ့တွေးခေါ်မှုကပြောင်းသွားတယ်ခင်ဗျာဟာကဘာချွေးစီရတော့အတက်အားကောင်းနေပြီကြောက်ဖို့လမ်းမမြင်တော့ဘူး မကြခင်4000 5000ရောက်တော့မကြခင်9000ဒီရောက်တော့အဲ့သွေးခေါ်မှုတွေအဲ့စိတ်ကန်စားချက်တွေဝင်လာတဲ့အခါမှာသူတို့အနေနဲ့အဝယ်တွေအာတန်ကုန်ကြတယ်။ကြည့်ပါအာကမ္ဘာ့ရွှေရောင်းမလို့တဲ့လူအယောက်တရာပါကျွန်တော်တို့ကဗျာအ ਨੇ စုံအယောက်80လောက်ကကျွန်တော်အဝယ်ဘက်ပဲအာတန်ကြအာတောက်ကြနေရလဲကြတာပဲကြပြင်းတောက်ချောက်ကြတော့လားမကြောက်ဒီမှာ4200နဲ့4190တွေရောက်တော့ပြန်တက်လာတယ်။တက်လာတဲ့အခါလူတွေကဘာဖြစ်တာဟာအော်ရောက်တိုင်းဝယ်လို့ရတယ်ဒါမှမဟုတ်ရင်ကျွန်တော်ရောက်တဲ့ဈေးမှာကောက်ဝယ်ဝယ်ပြီးဆိုရင်ချိန်တန်းရင်ပြန်တက်တာပဲ။အဲ့ တွေးခေါ်မှုရလက်မှတ်သွားတဲ့ခါမှာလက်ရှိဒီချိန်မှာအဝယ်တွေအရန်အားအတန်နေကြတယ်ပေါ့ကျွန်တော် retail trader တွေကြာမှာဒါဒီနေ့ထားသတိထားမှန်နေထားမှုဖြစ်ပါတယ်ကျွန်တော်ဈေးကြမယ်လို့ဆိုတာမဟုတ်ဘူးเนาะလူတွေရဲ့ကျွန်တော်လူအများစုရဲ့အားတန်တဲ့ဘက်ကအဝယ်ဖြစ်နေရဖြစ်တဲ့ခါမှာသတိထားပါကျွန်တော်တို့ယင်းနည်းမျိုးနဲ့မှုဂူရူကြီးပေါ့ဝါရင်ဘက်ဖက်ပြောပြတဲ့စကားရှိတယ်လူတွေကြောက်နေချိန်မှာကိုကလောဘကြီးလို့ရတယ်ဒါပေမဲ့လူတွေလောဘကြီးနေချိန်မှာကိုကြောက်တယ်တနည်းအားဖြင့်လက်လျှောက်ရမယ်နော်အခုချိန်မှာလူတွေ ကအဝဲအကြိုက်နေကြတယ်ဟာကျွန်တော်တို့ပုံဝင်ကြီးအမေဆွေတွေအကုန်လုံးမေးကြည့်တာဟာကမ္ဘာရှိဝဲမဝဲမဝဲမဆွဲဟာရင်အတန်နဲ့ရောင်းမယ်ဆွဲလူကဗျာကျွန်တော်တို့ဒီချိန်မှာတချို့လူတွေဆိုပြောကြတယ်ဟာရောင်းနဲ့ရောင်းမယ်ဆွဲလူကယူနေလို့ပဲပေါ့နော်အဲ့လိုမျိုးတွေပါတယ်တော့တချို့တွေပြောကြတယ်ပေါ့နော်အဲ့ဒါပဲကမ္ဘာတတိထားပါခင်ဗျကမ္ဘာရှိစီကဘာမဆိုဖြစ်နိုင်လဲနော်ဟာချင်းတီပေါက်တက်မယ်ချင်းတီပေါက်၄တောင်၅တီတက်မယ်၅တောင်တီတက်မယ်ချင်းတီပေါက်ဆိုတာမရှိဘူးကမ္ဘာရှိစီကမှာ100%ဆိုတာမရှိဘူးချင်းတီပေါက်ကျွန်တော်က ရောင်းဝယ်စည်းကွက်ကိုရောင်းဝယ်လုပ်တဲ့အခါ probability ဘယ်ဟာကဖြစ်နိုင်ချေပိုများလဲဖြစ်နိုင်ချေပိုများတဲ့ဘက်ကိုကျွန်တော်အလေးပေးပြီးတော့ရောင်းဝယ်လုပ်ရတာဖြစ်ပါအကျဉ်းသေးပေါ့ဆိုမရှိဘူးခင်ဗျအဲ့ဒါပြတဲ့အခါမှာအဲ့ဟာလေးကိုသတိထားပါကိုကဝယ်မယ်ဆိုရင်တော့မှအဝယ်အလွန်ကြုံမလုံးနဲ့ခင်ဗျကိုတက် risk you နိုင်လောက်မဲ့ပမာဏနဲ့ပဲဝယ် risk management တိကျလောက်တာအရှုံးပိုင်းစည်းတမ်းညီပါကြိုတွက်တာ တကြီးကပားချွေစရာအရှုံးပိုင်းစေးတမ်းမပေးပေးနိုင်ဗျာကျွန်တော်တို့ဒီတိုင်းကောက်ဝဲထားပြစ်ထားလိုက်လို့မရောက်လားပြောမရောက်လေဗျာကျွန်တော်ကပားချွေစရာဗျာတက်300ဗျာကျွန်တော်4300အခု4300တည်တက်မယ်လို့မှန်းတဲ့လူပါဗျာကျွန်တော်တို့ပြီးခဲ့တဲ့9 6လပိုင်း9လပိုင်းတော့အဲ့လိုမှန်းတဲ့လူဆိုတာမရှိတလောက်ပဲနိုင်ငံကဥမာတချို့ကျွမ်းကျင်နေပညာရှင်တွေအရော4500 4000အထက်တွေပါရောက်မယ်လို့ပြောတယ်ဒါပေမဲ့သူတို့တော့မှနှစ်ကုန်ပိုင်းလောက်မှရောက်မယ်ပါညာဆိုပြောခဲ့တာပေါ့ဒါပေမဲ့နှစ်လအတွင်းဗျာ3300နဲ့4300ဒီပစ်တထောင်တက်မယ်လို့ဘယ်သူမှမမှန်းခဲ့ကြဘူး ဘယ်သူမှလည်းမထင်ခဲ့ကြဘူးကွာဒီလောက်ကြီးဖြစ်မယ်ဆိုအဲ့လိုပဲအကြမ်းပါလေပြကျွန်တော်ကပြောဥမာဆိုကြပါဆိုပြကဘာချစ်စီကဒီဈေးရရင်ပြထိုးကြသွားပြပြဒီ3900တွေ3900တွေမရောက်သွားဘူးလို့ဘယ်သူမှလည်းကျွန်တော်ဒါမမြင်နိုင်ဘူးအဲ့အဘက်ကကျွန်တော်တို့ကကဘာချစ်စီကမှရောင်းဝယ်လုပ်ပြီးဆိုရင်100%ကြီးပြကျွန်တော်တက်မဲ့ကြမဲ့ဆိုရင်ဟာကိုကျွန်တော်ဆွဲကန်ပြီးရောင်းဝယ်လို့လို့မရဘူးကျွန်တော်ခေါင်းမမာနဲ့ရောင်းဝယ်လို့လို့မရခေါင်းမာရင်တော့ကျွန်တော်စုံချုံမှုတွေဂျုံတွေးရတယ်ကျွန်တော်တို့ကိုယ်တိုင်နဲ့ဂျုံတွေးခဲ့ရတယ်ဂျုံတွေးခဲ့ရဒါကတင်ငန်းစာပေါ့နော်ဒါတင်ငန်းစာယူရမယ်အပိုင်းနေပေါ့နော် အဲ့ဒါဘက်ကကျွန်တော်အဲ့တော့နောက်တစ်ပတ်တည်းတက်မလားကြမလားဆိုတာကျွန်တော်အဲ့တော့ဈေးနဲ့အနေထားကိုကြည့်ပြီးကျွန်တော်သုံးသက်ခြင်းနဲ့ဒါမဲ့ဒီချိန်မှာလူတွေကအဝယ်အားတန်နေရဖြစ်တဲ့ကောင်မှာတစ်ပတ်က trading psychology ရဆိုရင်တတိထားမယ်အနေထားမျိုးလို့ပြောလို့ရတယ်ခင်ဗျဈေးကပြန်ပြိုကျသွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ပြန်ပြိုကျသွားတာမျိုးဖြစ်နိုင်တယ်အဲ့အရာလေးကိုတတိထားဖို့လိုပဲပါပြီးတော့လူများစုဝယ်တိုင်းအဲ volume အဝယ် volume အားကောင်းတယ်လို့ပြောလို့မရဘူးနော်ကျွန်တော်ရောင်းဝယ်လုပ်တဲ့ခါမှာကျွန်တော်ကပမာဏပဲကြည့်ပါ ပမာဏဆိုတာဗျာဥမာကျွန်တော်ဈေးကွက်တစ်ခုတည်းကိုဗျာအဝယ်ကဖုန်းဘလောက်ဘလောက်ပိုးစီးစီးဝင်သွားတယ်အယောင်ကဘလောက်ပိုးစီးဝင်သွားတယ်အဲ့အရာကိုကြည့်အောင်ဖြစ်ပါဥမာဗျာမှန်တယ်ကျွန်တော်တို့ကဗျာအဝယ်ဘက်ကလူများတယ်အဝယ်ဘက်ကလူများတယ်အဝယ်ဘက်မှာဗျာဒေါ်လာ3ဘီလီယံပိုးရှိရဲဆိုကြပါစို့အယောင်ဘက်ကလူနေတယ်ဒါပေမဲ့အယောင်ဘက်မှာကျွန်တော်တို့ကဗျာဖုန်းလုံးပိုးများဘူးရောအယောင်ဘက်ကဒေါ်လာ4ဘီလီယံပိုးပိုးရှိတယ်ဆိုရင်ဈေးကကျသွားနိုင်တယ်ဒါကိုသတိထားဖို့လိုပါလူများတိုင်း ဈေးတက်မယ်ဆိုရဟာမျိုးကျွန်တော်မဟုတ်ဘူးเนาะအာလူများကိုယ့်ဘဝဝင်ကြလူတွေအားလုံးဝယ်လို့ကမ္ဘာရွှေဈေးတက်မယ်ဗမာတန်းဟိုမှာဆိုကြပါစို့ဗမာနိုင်ငံပါဝင်ကျွန်တော်တို့ကအာထိုင်း BNN စင်ကာပူအားတွေအကုန်လုံးဝယ်လို့ကမ္ဘာရွှေဈေးတက်မယ်ဆိုရဟာမျိုးမဟုတ်ဘူးကျွန်တော်က volume မကြည့်အောင်ဖြစ်ပါတယ်ပမာဏဘလောက်အဝယ်ဘလောက်အယောင်ဘလောက်ပေါ့အဲ့အားလေးကိုကျွန်တော်တတိထားဖို့တော့ပဲပါတယ်ခင်ဗျာကျွန်တော်ဒီအောက်ဈေးကြေရဝယ်လာတဲ့လူတွေရှိမှာမြားကျွန်တော်တကယ်တကယ်ထရိတ်ဒါကြီးတွေပေါ့နော်အောက်ဈေးကြေရသူတို့ဝယ်ကိုင်းလာတယ် သူတို့အဝဲကိုင်းလာဟုတ်ပြီသူတို့အဲ့အဝဲတွေကိုပြဒီဈေးတန်းနေဝင်ချင်မှာပြကောက်ပြီးတော့အမြတ်ပိုင်းချလိုက်တဲ့ဆိုရင်တောက်ကြနေရတယ်ကျွန်တော်ထင်တာတော့အဲ့လိုမျိုးအမြတ်ပိုင်းတာနေလောက်တာမျိုးဖြစ်တာဖြစ်တဲ့ခါမှာကျွန်တော်ဈေးရပြန်ကျသွားတဲ့အနေအထားမျိုးလို့ပြောလို့ရတယ်ခင်ဗျပြန်ကျသွားတဲ့အနေအထားမျိုးလို့ပြောလို့ရအဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်ထပ်ပြီးတော့သူတို့အမြတ်ပိုင်းကြမယ်ဆိုရင်ဈေးပြန်ပြုတ်ကျသွားတာမဖြစ်နိုင်ဘူးလားဒါသတိထားမယ့်အနေအထားကိုပြောတာနော်ကျွန်တော်ဈေးကျမယ်ပြောနေရမဟုတ်ဈေးတက်မယ်ပြောနေရမဟုတ်သတိထားမယ့်အနေအထားလေးတွေကျွန်တော်တို့က အာတရတေကြီးစုတ်ကင်ပြီးတော့ကျွန်တော်ရောင်းဝယ်သွားလို့လို့မရအောင်အာအတက်ကိုအတက်ပဲငါတို့ကလောကလုံးမှာအကြပဲဘွားလုံးမှာအဲ့လိုလို့မရအောင်ဈေးကအနေထားကိုတတိထားပြီးရောင်းဝယ်လုပ်ရမယ်ပြီးတော့ဒီကာလမှာကမ္ဘာချွေဈေးကဈေးတက်လွယ်ကျလွယ်ပါတယ်ဈေးတက်လွယ်ကျလွယ်ဆိုတာဗျာကျွန်တော်တို့ဗျာအာတနာရီလောက်အတွင်းဗျာပြ30ပြ40လောက်ဗျာအေးဆေးကျပါနဲ့အခုဗျာဆိုကြပါစို့လက်ရှိဒီလောက်250ရနေဗျာတင်းနာနေမနက်ခင်းမှာတနာရီအတွင်းဗျာ4200အထိကျသွားနိုင်တာပဲအချိန်တနာရီလေးအတွင်းကိုနော်4200အထိကျသွားနိုင်တယ် ဲ့အဘက်ကတက်လက်ကြွလိုက်အနေသားပြတဲ့ခါမှာဒီချိန်မှာအဝယ်ရောအယောင်ရောကျွန်တော် risk ယူရပါမယ်။ကိုကတကယ်လို့ risk မယူခြင်းဘူးဆိုရင်တော့ကမ္ဘာရွှေဈေးကွက်ပုံမှန်ပြန်ဖြစ်တဲ့ချိန်မှာတတိယအဖြစ်ကျွန်တော်ပြီးခဲ့တဲ့6လပိုင်း9လပိုင်း9လပိုင်းနေတုန်းကအနေသားတွေပြန်ရောက်တဲ့အချိန်ကိုစောင့်ပြီးမှအယောင်ဝယ်လုပ်ပါ။ဒီကာလမှာကမ္ဘာရွှေရောအယောင်ဝယ်လုပ်မယ်ဆိုရင်ဖြင့်မြက်လဲမြက်လွယ်လို့ကျွန်တော်ဈေးရခအရန်အတက်ကြများပြတဲ့ကမြက်လဲမြက်လွယ်လို့ရှုံးလဲရှုံးလွယ်ပါတယ် risk တော့များများယူရမယ်ပေါ့နော်အဲ့ဒါလေးကိုသိထားဖို့လိုအပ်တယ်ခင်ဗျာ ဟုတ်ပြီအဲ့အဘက်ကကျွန်တော်သုံးသက်တဲ့ဘက်ကိုဆက်သွားမယ်ဆိုကျွန်တော်လာမဲ့လာမဲ့တပတ်တာကပတ်ချွေစီကိုကျွန်တော်တက်မလာကြမလားဆိုတာကျွန်တော်ဈေးတန်းအနေထားနဲ့ပဲကျွန်တော်ပြောချင်တယ်ခင်ဗျဈေးတန်းအနေထားပေါ့နော်ကျွန်တော်အချိန်၄နာရီအတိုင်းတိုင်းကျွန်တော်ကြည့်မယ်လာမဲ့တပတ်တာတွင်မှာစောင့်ကြည့်ရမယ်ကျွန်တော်အပေါ်ဈေးနဲ့အောက်ဈေးကကျွန်တော်ဘလောက်လဲလို့မေးမယ်ဆိုရင်အပေါ်ဈေးကိုကျွန်တော်၄နှစ်90လို့တတ်မှတ်ချင်တယ်ဗျအောက်ဈေးကို၄တစ်90လို့ကျွန်တော်တတ်မှတ်ချင်တယ်၄တစ်90လာမဲ့တပတ်တာတွင်မှာဒါကပတ်ချွေစီတာကျွန်တော်တို့ 4290ဆိုတဲ့ဈေးတန်းအထက်မှာအချိန်၄နိုင်အတိုင်းတာအပိတ်စေးကျွန်တော်တို့ market ခေါ်ရ H4 ဘူကနက်စတင်နဲ့ပေါက်တက်ပြီးပိတ်သွားတယ်ဆိုရင်တော့ကပ္ပရွှေဈေးကအနည်းဆုံးမတက်ဘူးဆိုရင်တော့မှတောက်ကြနေကတပတ်တာအမြင့်ဆုံးဈေးပေါ့နော်ကျွန်တော်တောက်ကြနေကကျွန်တော်ပြတမိုင်းတစ်လျှောက်စန့်ကျင်တင်အမြင့်ဆုံးဈေးဖြစ်တဲ့4380နာအနည်းဆုံးပြန်တက်နိုင်တယ်၄နိုင်90အထက်မှာအချိန်၄နိုင်အတိုင်းတာပိတ်စေးပေါက်တက်ပြီးပိတ်သွားတယ်ဆိုရင် မုတ်ဘက်နဲ့ကျွန်တော်တို့ကအောက်ဘက်ကပြသည်4.80ဆိုတဲ့ဈေးတန်းအောက်မှာကျွန်တော်တို့ကမ္ဘာထွေဈေးအချိန်၄နာရီအတိုင်းတာပေးစီနဲ့ဖောက်တက်ပြီးဖောက်ကြပြီ sorry ဖောက်ဖောက်တက်ပြီးတော့ဖြစ်သွားဖောက်ကြပြီးပိတ်သွားတယ်ဆိုရင်တော့ကမ္ဘာထွေကိုကျွန်တော်ဘယ်လောက်လောက်ထိအကြမ်းမ်းလို့ရတယ်လို့မြင်မယ်ဆိုရင်၄50တွေ4040တွေထိအကြမ်းမ်းလို့ရတယ်ခင်ဗျအဲ့ဒါပြတဲ့အခါမှာကျွန်တော်တို့ကလာမယ့်ပေါ့နော်ကျွန်တော်တို့တပတ်တာအတွင်းမှာဒီဈေးတန်းနှစ်ခုကိုစောင့်ကြည့်အောင်ဖြစ်ပါတယ် ပြီးရင်အရောင်းဝယ်အတခုတော့ရှိရပါမယ်ကျွန်တော်ပုံမှန်ဆိုရင်အချိန်တရက်အတိုင်းတာနဲ့ကျွန်တော်ပြောတယ်။အာဒီအပေါ်မှာအချိန်တရက်တရက်တာအတိုင်းတာပိတ်စင်းနဲ့ပိတ်မှဈေးဆက်တတ်မယ်။ဒီအောက်မှာအချိန်တရက်အတိုင်းတာပိတ်စင်းနဲ့ပိတ်မှဈေးဆက်ကြမယ်။တချို့ကာလက volume များပြီးတော့ဈေးအတက်ကျအရန်ကျန်းတာဖြစ်တဲ့အခါမှာကျွန်တော်တရက်တာနဲ့ကြည့်မယ်ဆိုပြတခါလေးတရက်ထက်နဲ့ပြကျွန်တော်ပစ်တရားပစ်နေရာကြီးထိုးချသွားမျိုးဆိုကျွန်တော်တို့အဆင်မပြေဘူး။အဲ့ဒါကြောင့်မကျွန်တော်အချိန်အချိန်ကို short ပြီးတော့အချိန်၄နာရီအတိုင်းတာအပိတ်စေးပေါ့နော်ကျွန်တော်တို့ market ခေါ်ရ H4 candle နဲ့ကြည့်တာပို့ပြီးတော့အဆင်ပြေလိမ့်မယ်ခင်ဗျာ ီးတော့နောက်တစ်ပတ်ထဲမှာရောင်းဝယ်လုပ်မယ်ဆိုရင်ဒီဈေးနှုန်းနှစ်ခုပဲကြည့်၄နှစ်60အထက်မှာအချိန်၄နှစ်အတိုင်းတာပိတ်ဈေးနဲ့ဖောက်တက်ပြီးပိတ်သွားတယ်ဆိုရင်ဟုတ်ပြီအဲ့ပိတ်ပြီးပြီးချင်းဈေးပြန်ကျလာပြီဆိုရင်၄နှစ်60လာဈေးပြန်ဈေးပြန်ကျလာပြီဆိုကမ္ဘာရှင်ကိုဝယ်လို့ရတယ်အရှုံးပိုင်းဈေးနှုန်း၄နှစ်80အောက်လောက်ပေးပါအမြတ်ပိုင်းဈေးနှုန်းကျွန်တော်တို့ပြအပေါ်က၄380ဒီမယူချင်တော့မှ၄360လို့၄360လို့အထိအမြတ်ပိုင်းဈေးတန်းယူလို့ရပါတယ် ဟုတ်ပြီတကယ်လို့ဈေးကတက်လာပြီဗျနောက်တစ်ပတ်မှာတက်တက်လာတယ်ဒါပေမဲ့0.90အထက်မှာဖောက်ပြီးတော့အချိန်၄နာရီအတိုင်းတာပိတ်စီကဖောက်ပြီးမပိတ်နိုင်ဈေးအကြတုံးပြန်ပြီးသွားတယ်ဗောနော်ဒီ0.90နာဈေးနဲ့ဝင်ချင်မှာဒီလိုမျိုးဈေးအကြတုံးနေပြီးသွားပြီဆိုရင်ပြန်ရောင်းလို့ရတယ်ခင်ဗျကဘာချီကိုပြန်ရောင်းလို့ရတယ်အရှုံးပိုင်းဈေးတန်းကျွန်တော်တို့4300အထက်ပေးပါအမြတ်ပိုင်းဈေးတန်းကတော့အ ਨੇ ဆုံးကျွန်တော်တို့ဗျာ4.1ကျွန်တော်တို့90ဒီပိုင်းအထိယူလို့ရတယ်ကိုကဟိုဟာဖြစ်တယ်ဆိုရင်တော့4.80လောက်ဒီပေးခြင်းပေးပါနော် ဒါမှမဟုတ်၄၉၀မပေးချင်တော့ဗျာကျွန်တော်၄နှစ်၁၀လို့ပါလို့ပေးချင်တယ်ဆိုလည်းရပါတယ်။ဟုတ်ပြီဒါလေးကကျွန်တော်အယောင်ပါတော့ပြီးရင်ကျွန်တော်ဈေးကျလာလို့ဗျာဒီ၄၈၀ဟိုရောက်တဲ့ခါမှာဈေးကအောက်ကိုမဖောက်နိုင်ဘူးဒီနားလိုမျိုးပေါ့နော်ကျွန်တော်တို့လေးနိုင်အတိုင်းတာနဲ့ဒီမှာအသက်၃လေးပြီးပြီးသွားပြီဆိုရင်ကျွန်တော်ပြန်ဝယ်လို့ရတယ်ခင်ဗျာကဘာရွှေပြန်ဝယ်ပါအမြတ်ပိုင်းဈေးတန်းကျွန်တော်တို့ဗျာ၄၅၀၄၆၀လေးဒါမှမဟုတ်လည်းကျွန်တော်အများဆုံး၄၉၀ထိယူလို့ရတယ်အရှုံးပိုင်းဈေးတန်း၄၁၆၀အောက်လောက်မှာပြီးပါခင်ဗျာ ဟုတ်ပြီဒီ၄၈ခု၃၀ဆိုရဲ့ဇင်းနဲ့အောက်ကိုဖောက်သွားတယ်ဗျာအချိန်၄နာရီအတိုင်းတာပေးစီရအားနဲ့ဖောက်ပြီးပိတ်သွားတယ်ဆိုရင်လိုက်ရောင်းပြန်အပ်တ်ပေါ့နော်ဇင်းနဲ့လမ်းပြန်အပ်တ်ကိုစောင်းပြီး၄၈ခု၃၀နာပြန်တက်ပြီးဆိုရင်လိုက်ရောင်းဘယ်လောက်ထိကျနိုင်လဲဆိုတော့၄၄၅၀ထိကျနိုင်တယ်ဒါပေမဲ့ကိုကအဲ့ထိမမှန်းဘူးဆိုရင်တော့၄၈၀၄၈၀လောက်မှာအမြတ်ပိုင်းပါအရှုံးပိုင်းဇင်းတန်းကကျွန်တော်၄၈၉၀အထက်လောက်မှာပေးပါခင်ဗျဒါလေးရောကျွန်တော်တို့ နီးပညာပိုင်းရအယောင်းဝယ်လုံတင်တဲ့ဈေးနှန်းလေးလေးဖြစ်ပါအယောင်းဝယ်လုံတင်တဲ့ဈေးနှန်းစုံလေးလေးဖြစ်ပါဒီဈေးနှန်းစုံတွေကိုစောင့်ကြည့်ပြီးမှအယောင်းဝယ်လုံမှာဖြစ်ပါတယ်အရင်တော့ဆိုရင်ပြကျွန်တော်ဘယ်ဈေးနှန်းကိုရောက်ရင်ဝယ်ဘယ်ဈေးနှန်းကိုရောက်ရင်ရောင်းဆိုပြောခဲ့တယ်အခုကအဲ့လိုလုံးလို့မရတော့ပါဘူးကျွန်တော်ဈေးနှန်းတွေကိုစောင့်ကြည့်ပြီးမှအတက်တေချာမှာဝယ်မယ်အကျတေချာမှာရောင်းမယ်ဟုတ်ပြီအဲ့လိုမျိုးစောင့်ကြည့်နေနေပြဈေးကလက်လွတ်သွားရင်ဥပမာပြကျွန်တော်4.80အောက်ကိုဖောက်ဖောက်ကြည့်နေရင်ပြအဲ့4.80အောက်ကိုဖောက်သွားတဲ့အခါမှာဟိုးအောက်ထိရောက်သွားအဲ့အချိန်လေးနိုင်အတိုင်းတာအပိတ်ဈေးပိတ်တဲ့အခါမှာဟိုးအောက်ထိရောက်သွားရင်ဘယ်လိုလုပ်မလဲ အခါကြရင်ရှင်းတယ်အကြောင်းမှမလုံးနဲ့ကျွန်တော်ဒီကာလကပတ်ရွှေစီခွက်ကကျွန်တော်အဝယ်ရောက်အကြောင်း risk များလာမှာကျွန်တော်တို့ကအတီးပြုချက်စောင့်ဖို့လိုရတယ်ခင်ဗျအတီးပြုချက်စောင့်နေတဲ့အချိန်မှာဗျာဈေးရတက်ပြီးကျပြီးသွားပြီးဆိုရင်ရောအဲ့လိုအချိန်မျိုးဆိုမရောက်ရောက်မှမလုပ်ဘဲနဲ့လက်လျှောက်နေလိုက်ခင်ဗျကျွန်တော်ကအတီးပြုချက်မရဘဲနဲ့အကြောင်းဝယ်လုပ်မယ်ဆိုရင်ကိုကပေါ့နော်ဥမာကန်ကောင်းရင်မြတ်မယ်ဗျာကန်ဆိုးရင်အများကြီးရှုံးမယ်အဲ့လိုမျိုးကြာရင်ကျွန်တော်တို့က risk အရမ်းများလဲ gambling ဆန်သွားတယ်အဲ့လိုမျိုးကြီးအယောင်းဝယ်လို့ဖို့လဲကျွန်တော်အကြံမပြုချင်ဘူးဈေးနှုန်းတွေကိုစောင့်ကြည့်ပြီးမှအယောင်းဝယ်လို့ပါဘယ်ဈေးနှုန်းအောင်ဖောက်ကြရင် ်ဘယ်ဇင်းနဲ့အောက်မှာအချင်းလေးနိုင်တိုင်းတာဘယ်ဇင်းနဲ့ပိင်ကြမယ်ဘယ်ဇင်းနဲ့အထက်မှာအချင်းလေးနိုင်တိုင်းတာဘယ်ဇင်းနဲ့ပိင်တက်မယ်အဲ့အရာကိုစောင့်ကြည့်ပါအချင်းတနားအတိုင်းတာပိင်စီနဲ့ကျွန်တော်ဘာလို့မပြောတတ်လဲလို့မိမယ်ဆိုရင်အချင်းတနားအတိုင်းတာပိင်စီရကြအောင်အရန် follow များတာဖြစ်တဲ့ခါမှာဈေးကအရန်ခါတဲ့ခါမှာတခါတလေကျွန်တော်ကဖောက်တက်တရားပြပြီးတော့ကြသွားတာမျိုးတွေဖောက်ကြတရားပြပြီးတော့တက်သွားတာမျိုးတွေရှိတာမလို့အချင်းတနိုင်အတိုင်းတာပိစင်းနဲ့တော့ကျွန်တော်မကြည်ခန်းဘူးပြ။ဘာလို့တပတ်တာသုံးတက်တာဖြစ်တဲ့ကာမှာအချင်း၄နိုင်အတိုင်းတာအပိစင်းနဲ့ပဲကျွန်တော်ကြည်ခန်းခြင်းဖြစ်ပါတယ်။ ဒါလေးကကျွန်တော်အယောင်းဝယ်လောက်အောင်မစည်းရမ်းလေးပေါ့နော်ပြီးတော့လာမယ့်တပတ်သားအတွင်းမှာကပ္ပရွှေစီကတပတ်သားအပိတ်စီပေါ့နော်ဘယ်အောက်ပိတ်ရင်ကျွန်တော်တို့နောက်လာမယ့်အပတ်ဒီမှာဈေးဆက်တက်မလဲဈေးပြန်ကျမလဲဆိုတာကျွန်တော်သုံးသပ်ပေးပါမယ်ဟုတ်ပြီကျွန်တော်တပတ်သားအတိုင်းတာကိုကျွန်တော်ကြည့်လိုက်မယ်ကြည့်လိုက်တဲ့အခါမှာလာမယ့်တပတ်သားအပိတ်စီဒါကျွန်တော်တို့ပေါ့နော်ဒီ၄နှစ်60အထက်မှာပိတ်သွားခဲ့တယ်ဆိုရင်ကပ္ပရွှေစီ အခုလာမယ့်ပတ်သက်မှာ၄၅အထိမတက်ရင်တော့မှနောက်အပတ်တီမှာအနည်းဆုံး၄၅အထိတက်ပါလိမ့်မယ်အခုလာမယ့်တပတ်တာပိတ်စေ၄နှစ်60တောက်ကြနေပါတောက်ကြနေတပတ်တာပိတ်စေက၄နှစ်60ထက်ပိတ်သွားရင်နောက်လာမယ့်အပတ်တက်တဲ့အပတ်တီမှာဈေးအတက်အားကောင်းပါလိမ့်မယ်စမ်းကျင်မှတ်နေနေပေါ့နော်အခုတပတ်တာအပိတ်စေးတာကျွန်တော်တို့၄00ဈေးတန်းအောင်ပိတ်သွားခဲ့တယ်ဆိုရင် ကဘာရွှေဈေးကိုကျွန်တော်ဘယ်လောက်အထိမြင်ရနိုင်လဲမြင်မယ်ဆိုရင်ကျွန်တော်နောက်လာမယ့်အပတ်တွေမှာ3900လောက်ထိဈေးအကျမြင်ရနိုင်ပါတယ်။၄00ဈေးတန်းအောက်မှာပိတ်သွားခြင်းပြောတာเนาะ၄00ဈေးတန်းအောက်မှာအခုလာမယ့်တပတ်တာပိတ်ဈေးတောက်ကြနေတရက်တာပိတ်ဈေးဒါ၄00ဈေးတန်းအောက်မှာပိတ်သွားခြင်းเนาะကဘာရွှေဈေးကိုနောက်လာမယ့်ပတ်တွေမှာရေတိုဈေးအကျအကောင်းကောင်းကျွန်တော်မာကတ်ခေါ်ရဒီပါကော်ရက်ရှင်ကျွန်တော်မြင်ရနိုင်ပါတယ် အဲ့ဒါကြောင့်မို့ကျွန်တော်အခုလာမယ့်တပတ်တာတောက်ကြနေတည့်ရတာအပိတ်စေးပါတနည်းအားဖြင့်ကျွန်တော်အော်တိုဘာလ24ရက်နေ့တည့်ရတာအပိတ်စေးဘယ်မှာပိတ်မလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ဖို့လိုအပ်ပါတယ်အဲ့တည့်ရတပတ်တာအပိတ်စေးကကျွန်တော်ကမ္ဘာရွှေစည်းကွက်ရပါတော့လာမယ့်ကျွန်တော်တို့နိုဝင်ဘာလဒီဇင်ဘာလစည်းကွက်နေသားရို့လဲကောင်းကောင်းကြီးတက်ရောက်မှုရှိနိုင်တယ်ခင်ဗျပြီးရင်ကျွန်တော်တို့သတင်းပန်းကိုတွားကြည့်လိုက်သတင်းပိုင်းမှာကျွန်တော်တို့ပြတောက်လျှောက်ကြီးစိုးတဲ့သတင်းတွေမှာထွက်လာအာ ထရန်ကတရုတ်နိုင်ငံကုန်သွယ်ရေးစစ်ပွဲဆွေးနွေးမယ်ကဘာမန်ရှက်ဒေါင်းနေအာကျွန်တော်တို့တပတ်ကအာစီရေးတင်းမာမှုတွေပါတောက်လျှောက်ထွက်လာခဲ့ပေါ့နော်ကျွန်တော်ကဘာချွေတွေတက်နေတဲ့အချိန်မှာတောက်လျှောက်တောက်လျှောက်သတင်းစိုးတွေပဲထွက်သတင်းစိုးတွေထွက်တဲ့အခါမှာကဘာချွေစီကဆက်တက်ဆက်တက်ပေါ့ဒါပေမဲ့တောက်ကြနေမှာတော့ကဘာချွေစီကပြန်ကျသွားတဲ့အချိန်မှာသတင်းကောင်းတွေထွက်ဘယ်လိုသတင်းကောင်းနေလဲအာကျွန်တော်တို့ပြအမေရိကန်တမလတော်နဲ့ထရန်ကတရုတ်တမလရှိချင်းပြင်းနဲ့နောက်လာမယ့်နံပါတ်တွေမှာတောင်ကိုရီးယားကတွေ့မယ်ထရန်လီတန်လည်းပြောင်းသွားပြီအာကုန်သွယ်ရေးတက်တူဆွေးနွေးမယ်တိုင်ပင်မယ်ညှိနှိုင်းမယ် တရုတ်ဘက်ကလည်းအဲ့လိုလေတန်းကောင်းတွေပြလာတဲ့ခါမှာနှစ်ဖက်အဆင်ပြေသွားပြီဆိုရင်ကျွန်တော်ကဗျာအမေရိကန်နဲ့တရုတ်ရဲ့ကုန်သွယ်ရေးစစ်ကခဏရက်သွားနိုင်တယ်။အပိဒါရက်ချင်တာရက်တာဟုတ်ချင်မှာဟုတ်လိမ့်မယ်။ဒါပေမဲ့ခဏရက်သွားတာမျိုးဖြစ်နိုင်တယ်။ဘာဖြစ်ပဲခဏရက်သွားတာကိုကျွန်တော်သတင်းကောင်းဖြစ်နိုင်တယ်။ပြီးရင်ကျွန်တော်တို့ကမနေရောလားမသိဘူးကျွန်တော်တို့အမေရိကန်တမန်တော်ထရက်ကရုရှားတမန်ဇီလင်စကီတို့ပါပိုလန်တမန်တို့နဲ့ကျွန်တော်အင်ပီတော်မှာတွေ့တယ်။အမှားတိုးကယူကရိန်းစစ်ပွဲကိုကျွန်တော်တို့ကရက်ချင်တယ်လို့ပြောတယ်။ပူတင်နဲ့သူစကားပြောခဲ့တယ်ပြောတယ်။ဖုံးဆက်ပြီးစကားပြောခဲ့။ပူတင်ကလည်း ်ပူတင်စီပါလဲစစ်ပွဲကိုရက်ချင်တဲ့ဆန္ဒရှိတယ်။ဘာညာဆိုပြီးပြောခဲ့တယ်ပေါ့နော်။ဒါတော့သူတို့ကြားမှာပြောခဲ့တဲ့စကားသူတို့နှစ်ယောက်ပဲသိမှာပေါ့နော်။အဲ့အပြက်ကမှာ Trump ကလက်ရှိမှာကျွန်တော်ကသူကနောက်နေတဲ့ငင်းချင်း Nobel ဆိုသူအလည်းအရန်လိုချင်နေပုံရတယ်။အဲ့အပြက်ကငင်းချင်းကိစ္စတွေသူတောက်လျှောက်လုံနေပေါ့နော်။ဒါပေမဲ့ကဘာချွေစီတက်နေတဲ့ချိန်မှာတော့ခုနပြောလို့ပေါ့နော်။သူကသတင်းဆိုးတွေပဲကွာဗျ။အခုကသတင်းကောင်းနေပေါ့နော်။အဲ့ရုရှားနဲ့ယူကရိန်းကလည်းခုနပြောစစ်ပွဲရဲ့ဆဲဖို့ပါညာခဏထားအောင်ငင်းချင်းရင်းဆွေးနွေးဖို့ရုရှားယူကရိန်းရော ဝိညာဉ်ရေးဆွေးနွေးဖို့စကားဝိုင်းနဲ့ကိုနှစ်နိုင်ငံလုံးပြန်လာပြီဆိုရင်တော့မဆိုးတဲ့မဆိုးဘူးလို့ပြောလို့ရတယ်ခင်ဗျာတည်င်းကောင်းတယ်လို့ပြောလို့ရတယ်တည်င်းကောင်းတခုလို့ပြောလို့ရတယ်ဘာပြောလဲသူတို့ဗျာစပွဲဖြစ်နေရပြီဗျာတစ်ဖက်တစ်ဖက်ကျွန်တော်တို့ဗျာတင်းမာနေရနေဘာပြောဝိညာဉ်ရေးဆွေးနွေးဖို့စကားဝိုင်းနဲ့မှာပြန်ထန်ပြန်ထန်လိုက်ပြီစကားနဲ့ဆွေးနွေးမှုစပြီဆိုကြဲကဒါတတိယကောင်းတခုလို့ပြောရပြီးတော့တစ်ဖက်ကကဘာမှန်ရှစ်တောင်းကဘာမှန်ရှစ်တောင်းတချို့ကကြာနိုဝင်ဘာလအထိကြာမယ်လို့ပြောတယ် တချို့ကကြတယ်နောက်တစ်ပတ်တည်းပြီးမယ်လို့ပြောတယ်ဘယ်လိုဖြစ်မလဲဆိုတော့မသိဘူးပေါ့နော်တကယ်လို့ကဘာမဲ့ရှက်တောင်းမှာထပ်ပြေးလဲခဲ့တယ်ဆိုရင်တော့ကဘာချစ်စည်းတက်ကသတင်းပိုင်းအရာတက်ဖို့ကရေဒိုပေါ့နော်ရေဒိုဆက်တက်ဖို့ပြောတာရေရှိမှာတော့တက်အောင်မှာပြဒါပေမဲ့ရေဒိုဆက်တက်ဖို့ကတော့နည်းနည်းလေးအကြောင်းပြချက်နည်းသွားနိုင်တယ်ခင်ဗျာအကြောင်းပြချက်နည်းနဲ့ပြအခုလာမဲ့နောက်ဆုံးပတ်အော်တိုဘာလနောက်ဆုံးပတ်မှာဘန်တုံးလုံးရှော့ဖို့ရှိတာလို့ပါလို့အဲ့လိုမျိုးတွေဖြစ်သွားနိုင်တယ်ပေါ့နော် အဲ့အဲ့အကြောင်းပတ်ချက်ရဲ့ပြီးရင်လက်ရှိ inflation ပေါ့အမေရိကန်နိုင်ငံ inflation များနေရရဲ့အမေရိကန်နိုင်ငံရဲ့အလုပ်ကိုင်စီကွက်အလုပ်သမားစီကွက်ပြတ်နေရတယ်အဲ့အရာပဲကျွန်တော်ရှိတော့မှာခင်ဗျအဲ့အကြောင်းနောက်လာမယ့်ပတ်သက်မှာသတင်းတွေတော့သတိထားဖို့လိုတာအထူးသဖြင့် breaking news တွေပေါ့နော်သတင်းကောင်းတွေပဲတောက်လျှောက်တက်လာနော်ကမ္ဘာရွှေစီးရဲ့ value အားကအပြော့သွားနိုင်ပြီးတော့အကြပတ်ကိုပေါ့နော်အကြပတ်ကိုသွားလာမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်ဈေးငြိမ်သွားတာမျိုးဖြစ်နိုင်တယ်ခင်ဗျပြီးတော့နောက်လာမယ့်တစ်ပတ်တည်းမှာထွက်မယ့် data တွေထဲမှာပေါ့ကျွန်တော်တို့ တနင်္လာရင်ကဒေတာမရှိဘူးပိုတိုဘူးနေ့ကလည်းကျွန်တော်တို့နဲ့ဆိုင်တဲ့ဒေတာမဟုတ်ဘူးကြာတာပရီးနေ့ကစာချကြာတာပရီးနေ့မှာကျွန်တော် initial jolla green ရှိတယ်အပတ်စဉ်ထုတ်ပြန်နေကြအလုံးလက်မဲ့စက်တန်သုံးသားနှုံးနှုံးသားရှိတယ်ကြာတာပရီးနေ့ဒေတာကတော့အလုံးလက်မဲ့စက်တန်သုံးသားကတော့သူကမကောင်းဘူးလို့မှန်းထားတယ်ပြီး ACT home set ပေါ့နော်အင်ရရောင်းချမှုနှုံးသားကတော့4.06 million ထွက်မယ်ဆိုမှန်းထားပြတဲ့ကမှာအရင်လကတည်းကနည်းနည်းလေးပေါ့နော်ကျွန်တော်စက်တင်ဘာလရဲ့အင်ရရောင်းချမှုနှုံးသားကတော့အရင်လအောက်ကတ်လတည်းနည်းနည်းလေးတက်မယ်လို့မှန်းထားတယ်ပြီးရင်တောက်ကြနေရတာအရေးကြီးတယ်ဗျာ တောက်ကြနေမှာအမေရိကန်နိုင်ငံရဲ့ပေါ့နော်အမှန်တော့ပြီးခဲ့တဲ့အပတ်ကတည်းကထွက်ရမယ်ငွေကြေးဖောင်းပေါင်းမှုသတင်းနေတောက်ကြနေမှာထွက်ပဲငွေကြေးဖောင်းပေါင်းသတင်းနေက CPI ဒီတဲ့မှာ Core CPI MOM စတင်မှာလရဲ့ CPI သတင်းနေဖြစ်ပါတယ် Core CPI MOM စတင်မှာ CPI YoY စတင်မှာ City CPI MOM စတင်မှာသတင်းနေထွက်ပေါ်ရှိတယ်ငွေကြေးဖောင်းပေါင်းမှုကတော့သူတို့ကနည်းနည်းတက်လာမယ်မှန်းထားတယ်ခင်ဗျာသတိတော်ထားရမယ်ပေါ့နော်တောက်ကြနေမှာကျွန်တော်တို့ကငွေကြေးဖောင်းပေါင်းမှုတက်လာမယ်မှန်းထားတာဖြစ်တာဖြစ်တဲ့အခါမှာသူတို့မှန်းတဲ့အတိုင်း အသက်ဖက်ထွက်လာရင်တော့ကမ္ဘာရွှေစီအသက်ဖက်ပြန်သွားတာမျိုးဖြစ်နိုင်တယ်တောက်ကြနေတဲ့တင်းပိုင်းရပါတော့အာဒါမှမဟုတ်မှန်ထားတဲ့နဲပြီးထွက်သွားတာမျိုးပါငွေကြေးဖောက်ဖောက်မှုကျသွားလိုက်ပါညာဆိုရင်တော့အကြပဲသွားနိုင်ပါတယ်တင်းပိုင်းရတစ်ချက်တော့တတိထားပါတောက်ကြနေညပြီးတော့တောက်ကြနေညမှာပဲကျွန်တော်တို့ကုန်ထုတ်လို့မညွန်ခိုင်းနေ SMB Global Manufacturing PMI တို့ကျွန်တော်တို့ Service at PNI တို့ပါတို့ထွက်ပို့ရှိတယ်အဲတောက်ကြနေညတော့ကျွန်တော်အခုလာမဲ့ပတ်သက်မှာကမ္ဘာရွှေစီတည်င်းပိုင်းရအလောက်ခက်ကြမ်းမဲ့ညဖြစ်နေမယ် ဒေတာတွေကတော့ခြုံငုံကြည့်မယ်ဆိုရင်တော့ပညာရှင်တွေတုံးသက်တာတော့မကောင်းမှန်းထားတာမှန်းများတယ်ခင်ဗျဒေတာတွေပေါ့နော်စိုးမယ်ညံ့မယ်မှန်းထားတာများတယ်အဲဒါမှတစ်ချက်တော့စောင့်ကြည့်ရမယ်ဒေတာရလက်ဆိုတော့ကျွန်တော်ထွက်တဲ့အချိန်မှာပဲကျွန်တော်ကသိရမှာပေါ့နော်လက်ရှိကမ္ဘာရွှေစီကျနေတဲ့အချိန်မှာဗတ်ဒေတာရလက်တွေကောင်းသွားပြီးတော့အကြပတ်ကိုတွန်းပို့သွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒေတာရရလက်တော့ကျွန်တော်ချက်စောက်ကြည့်ရမယ်။ဒီဘက်ကဒေါ်လာအင်းသက်ကိုကြည့်မယ်ဆိုရင်ဒေါ်လာအင်းသက်ကြီးကတော့မာနေတော့မယ်ခင်ဗျ။မာနေတော့မယ်ဆိုတာကြတဲ့လောက်မကြဘူးပေါ့နော်။ကမ္ဘာရှိလို့ပါလို့တက်နေတဲ့အချိန်မှာဒေါ်လာအင်းသက်က နာဝင်းကျင်ပဲလဲနေတာပေါ့နော်ကျွန်တော်အရင်တောက်ချောက်ပြောလို့မဟုတ်ဒေါ်လာအင်းသက်တာတကယ်လို့ပေါ့နော်တိဒေါ်လာအင်းသက်ရဲ့တရက်တာပေးစီရတရအထက်ပါတာပြန်ပိတ်နိုင်ခဲ့တယ်ဆိုရင်သတင်းပိုင်းရကဘာရွှေစီဂျီတူအကြအားကောင်းဖို့မျှော်လို့ရပါခင်ဗျအဲကြောင့်လာမယ့်တပတ်တာတွင်မှာဒေါ်လာအင်းသက်ကကျွန်တော်တို့တရအထက်ပြန်ပိတ်နိုင်မလားလက်ရှိအနေဒါတော့ဖြစ်နိုင်ကြတော့နေပါတယ်တရအထက်ပြန်ပြန်ပြန်ပိတ်မလားဆိုတော့စောင့်ကြည့်ရမယ်အဲစံချိန်ပတ်နေမှာဒေါ်လာအင်းသက်က66အောက်တီပါတီမှာတရက်တာစီးပိတ်သွားရင်တော့ ကဘာရွှေရဆက်ပြီးတော့စံချိန်တင်စေအသက်အားဆက်ကောင်းလိမ့်မယ်ခင်ဗျအဲ့ဆိုတော့တကူတော့တကူတော့ကြာပါတော့ဒီကာလမှာဒေါ်လာအင်တာနက်ကဘာရွှေရလည်းတိတ်ချိဆက်ပြီးတော့တုံးတက်လို့တော့မရဘူးသတင်းပိုင်းရမှာနော်ဘာလို့လဲမဲ့ဆိုရင်ဒေါ်လာအင်တက်ရောကဘာရွှေရောပြန်တက်နေတဲ့ရက်တွေလည်းရှိတာဆိုတော့တချို့ဆိုနှစ်ရက်သုံးရက်ဆက်တိုက်လောက်ပြန်တက်နေတာဆိုတော့တရားလေးတော့တည်ထားပေါ့နော်ဒရင်ပိုင်းကပြောမယ်ဆိုရင်တော့လာမယ့်တော့အပတ်ထမ်းပါလေထရန့်ဒရင်နေတည်ထားပါဒီတာရီကပြောမယ်ဆိုရင်တောက်ကြနေညာထွက်မယ် ငွေကြေးဖောင်းပွားအမေရိကန်နိုင်ငံရဲ့စက်တင်ဘာလငွေကြေးဖောင်းပွားမှုသတင်းနဲ့ CPI သတင်းတွေကိုသတိထားဖို့ကျွန်တော်အကြံပြုချင်ပါတယ်ကျွန်တော်တို့ကသတင်းပိုင်းရလဲကမ္ဘာ့ရွှေ့စည်းဒါဒီသတင်းကြောင့်တက်မလားကျမလားမှန်းတာလဲဆိုင်သတင်းထွက်လာတဲ့အခါမှာဈေးကွက်ကဘယ်လိုတုံ့ပြန်တယ်လဲဆိုတာကျွန်တော်စောင့်ကြည့်ပြီးမှအယောင်းဝယ်ထုတ်တာတော့ကျွန်တော်တို့အတွက်အနည်းငယ်ကင်းဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျဒါလည်းကျွန်တော်ရဲ့အခုလာမယ့်အော်တိုဘာလ စတုဒ္ဒပတ်တပတ်တာကပ္ပရွှေစီကွက်တောင်းတချက်ဗီဒီယိုဖြစ်ပါတယ်အခုလိုတောင်းတချက်ဗီဒီယိုတွေကိုအတူတက်ကြည့်နေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ TikTok account တွေကို subscribe see fat and follow li လုပ်ပေးထားကြပါခင်ဗျပြီးတော့ကျွန်တော်စီမှာဒီကပ္ပရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်တဲ့နေ့စုံစမ်းလို့ရပါတယ်အဲ့အနေနဲ့ပတ်သက်ပြီးတဲ့ကျွန်တော်ရဲ့အဲဒီပေါ့နော် social media ကျွန်တော်တို့အာ YouTube တို့ Telegram တို့ Viber တို့ကနေကျွန်တော်ဆက်သွယ်စုံစမ်းမြင်းမြန်နိုင်ပါတယ်ခင်ဗျကပ္ပရွှေတွေဒါအားလုံးပဲအခုလာမဲ့ အော်တိုဘာလာစတုတ္တပထမကဘာရွှေစီအတက်ကြကိုကျွန်တော်တို့အထုတတိသာအယောင်းဝယ်လုပ်ပြီးတော့အကျိုးမြတ်တွေပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ